။ပကောကျွန်းတရာရက်ကွက်မှာ Oridu ကုမ္ပဏီကတယ်လီဖုန်းတာဝါရန်စိုက်ထူတာကိုရက်ကွက်နေပြည်သူတွေကကန့်ကွက်နေကြပါတယ်။ဒီသတင်းကိုတော့ Talking Yuba ကတင်ဆက်ထားတာပါ။ပကောမြို့ကကျွန်းတရာရက်ကွက်မှာ Oridu ကုမ္ပဏီကဆောက်လုပ်တဲ့တာဝါရိုင်းနဲ့ပတ်သက်လို့ပွင့်လင်းမြင်သာမရှိခဲ့ဘူးလို့ဒေသခံတွေကပြောပါရတယ်။ဒါပြင်နေ့စဉ်ကြုံတွေ့နေရတဲ့ရေကြီးမှုမှလည်းတက်တိုင်ပြိုလဲတာတွေရှိခဲ့တာကြောင့်တဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့လာရင်အနီးဝန်းကျင်ကအင်နီဘော်ကိုပြိုလဲကြလာမှာကိုဒေသခံတွေဆိုရင်းနေကြတာပါ။ကျမရဲ့နဲ့အဲ့ Oridu တိုင်းက၅ပေလောက်ပဲကွာ။ ဲ့လာတို့ဘယ်ချိန်လဲမလဲဆိုတော့ကျမညမအိတ်နိုင်နင်းမအိတ်နိုင်ဖြစ်ပြီးတော့စိတ်ဆင်းရဲနေရကျမတို့အိမ်ကအနည်းဆုံးအိမ်ဖြစ်နေတယ်ဟိုဘယ်လိုကောင်းမလဲဥက္ကဋ္ဌတွေဘာတွေပြောတော့လဲမရဘူးညှိပေးပါဒါပဲသူတို့ကပြောတယ်နောက်ပြီးတော့ကျမတို့ကဘယ်လိုပဲဘာဘယ်မှာဘာလဲမအောင်တာမသိတာကျမတို့ကတော်တော်လေးကိုစိတ်ဆင်းရဲနေရဒေသခံတွေရဲ့သဘောတူညီကြောင်းလက်မှတ်ရယူပြီးမှကုမ္ပဏီကတာဝါတိုင်းတိဆောက်ဖို့ရက်ွက်အုပ်ချုပ်ရေးမှုကိုတင်ပြခဲ့တဲ့အတွက်သဘောတူညီခဲ့တာလို့ရက်ွက်အုပ်ချုပ်ရေးမှုကဆိုပါတယ် ဒေသခံတွေကတော့အိမ်ဆောက်မယ်ဆိုလို့သဘောတူကြောင်းလက်မှတ်ရေးထိုးခဲ့တာလို့ပြောပါရယ်ဒီတာဝါတိုင်းနဲ့ပတ်သက်လို့ဘေးအန္တရာယ်ကြောက်ခဲ့ရင်တာဝန်ယူဖြေရှင်းပေးမယ်လို့ကုမ္ပဏီကမြို့နယ်အုပ်ချုပ်ရေးမှုစီမှာအမကန်လက်မှတ်ရေးထိုးတင်ပြထားကြောင်းရက်ွက်အုပ်ချုပ်ရေးမှုကပြောပါရယ်ဒေသခံတွေအနေနဲ့ဒီတာဝါတိုင်းကြောင့်ပတ်ဝန်းကျင်မှာနေထိုင်သူတွေအတွက်ကျန်းမာရေးထိခိုက်မှုတွေဒရေသားမျိုးဆက်ပြန်ပွားရေးကိုပါထိခိုက်လာမှာကိုစိုးရိမ်နေလို့ပြောပါရယ် ကျမရေးပညာရှင်တွေနဲ့တားဆက်ချားရေးနဲ့မျိုးဆက်ပြန်ပွားရေးကျမရေးဆောင်လျှောက်ပေးနေတဲ့အဖွဲ့ကတော့ဒီလိုမိုဘိုင်းဖုန်းတွေနဲ့တာဝါတာတွေနဲ့ကြောင်းသတိမတည်နိုင်တာတွေအပါအဝင်ကျမရေးကိုထိခိုက်မှုရှိတယ်ဆိုတာမဟုတ်မှန်ကြောင်းညင်းဆိုထားပါတယ်။မိုဘိုင်းဆက်သွယ်ရေးကိုရက်ဒီကြောင်းဘုံနောက်ကိုဘယ်လိုထိခိုက်မလဲညာလိုထိခိုက်မလဲဆိုပြီးစိုးရိမ်နေတာတွေရှိပြီလေခင်ဗျ။အဲ့တော့သူ့ဒေသနာမျိုးစုံလုပ်ကြည့်တဲ့အခါမှာဟိုလူကြီးပဲဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ်အဲ့ဒါနဲ့ပတ်သက်လို့ထိခိုက်တာလုံးဝမတွေ့ပါဘူး။တခြားနိုင်ငံတွေမှာလည်းဒီလိုမျိုးကွန်ရက်ဒီကခုနက ကျန်းမာရေးနိုင်ငံကောပုံမျိုးဆက်နိုင်ငံကြီးမှာဒီဟာကတော့ရှိခဲ့ပြီးသားပေါ့နော်ဆိုတော့စိုးရိမ်နေကြတဲ့နောက်ဆက်တွဲစိုးကြိုးတွေကမှမတွေ့ထားပါဘူးမြန်မာနိုင်ငံမှာဆက်သွယ်ရေးနဲ့ပတ်သက်လို့မြန်မာဆက်သွယ်ရေးနဲ့အပိုင်းတယ်လီနောနဲ့အော်ရီဒူကုမ္ပဏီကလုတ်ကင်ခွင့်ရရှိလာပြီးတဲ့နောက်တာဝါတိုင်းနဲ့တိဆောက်လာတာနဲ့ပတ်သက်လို့နေရာအချို့မှာဒေသခံတွေနဲ့အဆင်မပြေမှုတွေကြုံတွေ့နေရပါတယ်ကျမခင်ပါပါရှင်